အားလုံးမင်္ဂလာပါရှင်ဒီထက်ကတော့ Grade Dan Chemistry ကိုသင်ပြပေးမယ့်ဆရာမဖြစ်ပါတယ်အခုဒီထက်တော့သင်မယ့်သင်ခန်းစာလေးက Chapter 5ပေါ့နော် Number Dels တွေအကြောင်းပါ Number Dels မှာဆိုရင်ဒီထက်တော့အုပ်စု၃ခုကိုသင်သွားမှာဖြစ်ပါတယ် Oxygen ရယ် Carbon and Hydrogen အုပ်စုဆိုပြီးတော့၃ခုရှိပါတယ် ဲ့ဒီဒါမှမှဒီထက်ကအခုတင်သွားပေးမယ့်ဟာက5.1အောက်ဆီဂျင်နော်အောက်ဆီဂျင်ဒါဆိုရင်တီချာတို့အခုအောက်ဆီဂျင်ကအခုတီချာတို့ဒီမှာပေါ့နော်ပဝင်းကျင်မှာနေထိုင်နေနေအောင်မှာတီချာတို့လူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတခုဖြစ်ပါတယ်အခုတီချာတို့လေထဲမှာရှူသွင်းနေတဲ့အရာတွေပေါ့နော်အခုတီချာတို့အဆုတ်ကနေပြီးတော့လက်ခံနေတဲ့အရာတွေကဘာတွေလဲအောက်ဆီဂျင်ဖြစ်ပါတယ်ဒီအကြောင်းလေးကိုသူကပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုတီချာတို့စာလေးကြည့်ရအောင် about 50% of the mass of the earth crust consists of oxygen ဟုတ်ပြီနော်အဲအာခရက်ဆိုရယ်တီချာတို့ကဘာမြေပေါ်မှာဆိုလို့ရှိရင်တဲ့ကဘာအပေါ်ရန်လာမှာဆိုလို့ရှိရင်တဲ့90ရာခိုင်နှုန်းခန့်လောက်ကဘာတွေပါဝင်နေလဲအောက်ဆီဂျင်တွေပါရှိပါတယ်တဲ့ in combination with carbon oxygen hydrogen and nitrogen occur in a large part of plants and animals combination ဆိုပေါင်းစပ်အခြေအနေ ဖြစ်ပေါ့နော်ဘာတွေကိုလဲဆိုတော့ကာဗွန်နေအောက်ဆီဂျင်နေဟိုက်ဒရိုဂျင်နဲ့နိုက်ထရိုဂျင်တွေကိုပေါင်းစပ်နော်ပေါင်းစပ်ပြီးရဲ့အခြေအနေနေနဲ့ occur in a large part of plants and animal အပင် များနဲ့တတ္တဝါများမှာအစိတ်ပိုင်းကြီးမားနေနဲ့တွေ့မြင်ရပါတယ်တဲ့ living organism သက်ရှိတတ္တဝါတွေရဆိုရင်ね are mostly made of nematodes ဟုတ်ပြီနော် nematodes တွေ ਨੇ ဘာဖြစ်လဲအများစုပြုလုပ်ထားခြင်းဖြစ်ပါတယ် roughly 96% of the max of the human body it's made up of jet spore element ဟုတ်ပြီနော်အတိအကျ human body human body ဆိုရလူခန္ဓာကိုယ်ရဲ့ပေါ့နော်66အကျန်းမြအဖြစ်ပြောမယ်ဆိုရင်66ရာခိုင်နှုန်းလောက်ကတဲ့ဒီ dressing လေးခုနဲ့เนาะဖွဲ့စည်းထားခြင်းဖြစ်တယ်တဲ့ဘာတွေနဲ့လဲဆိုတော့ oxygen carbon hydrogen and nitrogen ဆိုရ element ပေါ့နော် dressing လေးခုနဲ့ဖွဲ့စည်းထားပါတယ်တဲ့ in this chapter အခုဒီ chapter ဒီ chapter မှာဆိုရင်ဘာတွေကိုသင်ရမလဲဆိုတော့ properties and uses of three nematodes ဟုတ်ပြီနော် nematode သုံးခုရဲ့အသုံးဝင်ပုံနဲ့ဂုဏ်သတ္တိတွေကိုသင်ရမယ်အဲ့ဒီ nematode တွေကဘာအကြောင်းနေလဲဆိုတော့ such as oxygen carbon and halogen halogen အုပ်စုမှာဆိုရင်ဒီ chapter နော် fluorine chlorine bromine iodine ဆိုရဲပေါ့နော်ဟာတွေကိုဒီ chapter လေ့လာရမှာဖြစ်ပါတယ် ကဲဒါဆိုရင်ဒီမှာပုံလေးမှာပြထားတဲ့ဟာလေးကိုကြည့်ရအောင်အောက်ဆီဂျင်ဆီလင်ဒါဒီချေတို့ဘယ်မှာအသုံးများလဲအဲဆေးရုံဆေးကန်းဒီမှာအသုံးများတယ်အဲ့ဒီဆီလင်ဒါထဲမှာအောက်ဆီဂျင်တန်းငွေတွေရှိရပေါ့နော်ပြီးသွားတဲ့အခါကျတော့ကာဗွန်ဒိုင်မွန်ဒီချေတို့စိန်ဒါကတော့လူတွေကယန္တနာတစ်ခုအနေနဲ့ဝစ်စင်ဆင်မြန်းကြရတယ်ပြီးတော့ chlorine gas cl2 gas ပြီးတော့ bromine br2 liquid ပြီးတော့ iodine i2 solid အနေနဲ့တွေ့ပုံလေးတွေပြသထားခြင်းဖြစ်ပါတယ် ်။ဒါဆိုရင်ဒီချက်တို့စက်ကြည့်လိုက်ရအောင်။ ူကအခုဒီမှာဆိုရင်တခြားလို့သွားမယ်ပေါ့နော်ခေါင်းစဉ်3ခုကိုအကျန်းမြင့်အဖြစ်သူကပြောပြထားတယ်ဥမာဆိုပါစို့အောက်ဆီဂျင်နာမည်ကအောက်ဆီဂျင်သူက symbols က O ပေါ့နော်ဒါကတော့တခြားလို့ chapter 3မှာလဲ symbols ကြီး atomic number ရဲ့အကြောင်းညာသင်ထားပြီးသားပါအဲ့မှာဆိုရင်အောက်ဆီဂျင်ကသူ့ရဲ့ symbol လေးက O လို့သတ်မှတ်တယ်ပြီးရဲ့အခါကျတော့ atomic number သူ့ရဲ့ atomic number က8 mass number က16 group number ကကျတော့သူက periodic table အရာကြည့်နေဆိုရင် group နဲ့ period ပေါ့နော်အဲ့ဒီမှာဆို group အရာဆိုရင်သူက group 6မှာရှိ တယ် period number 2မှာရှိပါတယ်ပြီးတော့ formula ကိုရေးတဲ့အခါမှာကျတော့1608ဒါကတော့ trade to teacher ပြောစရာမလိုပါဘူး16 the bar number လေ teacher တို့ mass number 8 the atomic number ပေါ့နော် state သူ့ရဲ့အခြေအနေက oxygen ဒီဘာအခြေအနေနဲ့တရှိလဲ gas အခြေအနေနဲ့တရှိပါတယ်အဲ့တော့ဒါတို့တမီးတို့ကနောက်ပိုင်းမှာတွေ့ရလိမ့်မယ် oxygen O2 ဆိုလို့ရှင်သူ့ရဲ့ state လေးရေးပေးရမယ်အောက်အောက်နားလေးမှာ G ဆိုပြီးတော့ရေးထားတာလေးတွေ့ပါလိမ့်မယ်အဲ့ဒါဒီ gas ကို gas အခြေအနေရှိတယ်လို့ပြောတာပါ နောက်တစ်ခုကနံပါတ်2ကကြတော့ carbon ပေါ့နော် carbon ရဲ့ symbol ကကြတော့ C atomic number ဒီ60ရဲ့ mass number ဒီ12 group ကသူက group 4မှာရှိပြီးတော့ period number 2မှာရှိပါတယ်သူရဲ့ formula လေးကတော့ 12C6 သူရဲ့အခြေအနေကကြတော့ solid ပေါ့နော်အစိုင်းအခဲပေါ့တနည်းအားဖြင့် graphite လို့လည်းသုံးပါတယ်ဟုတ်ပြီနော်အသုံးများဆုံးကတော့ graphite ဆိုပြီးအသုံးများတာတွေ့ရပါလိမ့်မယ် နောက်တစ်ခုက halogen or soft former halogen လို့လည်းခေါ်တယ်။သူ့ကိုဘာဖြစ်လို့ soft former လို့ခေါ်လဲဆိုတော့သူဒီ nanometer စီမှာပေါ့နော်။သူက metal စီနဲ့ react ဖြစ်ပြီးတော့မှ sox ပေါ့နော်။ sox ဖြစ်လာတဲ့အတွက်ကြောင့်မို့သူ့ကို soft former လို့လည်းတနည်းအားဖြင့်ခေါ်ပါတယ်တဲ့။ဒါဆိုရင် halogen မှာသူက 5 element နဲ့ပေါ့နော်ပြောထားရဲဘာတွေလဲဆိုတော့ fluorine chlorine bromine iodine နဲ့ radio radio activity ဖြစ်တဲ့ astatine ဆိုပြီးတော့ radio သတ္တုကြွ astatine ဆိုပြီးပြောထားတာဖြစ်ပါတယ်အဲ့မှာဆို teacher တို့က fluorine ရဲ့ symbol လေးကတော့ F chlorine symbol လေးက Cl bromine ကကြတော့ Br iodine က I astatine ကကြတော့ Ad ဆိုပြီးတော့ symbol လေးသတ်မှတ်ထားရဲကဲသူ့ရဲ့ atomic number ကို teacher တို့ကြည့်ရအောင် fluorine သည်9 chlorine 17 bromine က35 iodine က53 estadine ကတော့85 atomic number ရှိပါတယ်။ကဲဒီကျတော့ mass number လေးကိုကြည့်ရအောင် fluorine ရဲ့ mass number 19ဟုတ်ပြီနော်။ chlorine က35.5 bromine က80အဲ iodine က127နဲ့ estadine ကကြတော့210ရှိပါတယ်။ ူရဲ့ teacher တို့နော် period periodic table မှာရှိရဲ့ group number လေးကိုကြည့်မယ်ဆိုရင် fluorine chlorine bromine iodine နဲ့ astatine ဒီ group 7မှာရှိပါတယ် period အားဖြင့်ပြောရမယ်ဆိုရင်တော့ fluorine ဒီ period number 2မှာရှိပြီးတော့ chlorine က3 period number 3 bromine က period number 4 iodine ဒီ period number 5နဲ့ astatine ကကြတော့ period number 6မှာရှိရကိုတွေ့ရပါလိမ့်မယ်။သူတို့ရဲ့ formula ရေးတဲ့အခါမှာကြတော့ 19F9 35Cl17 80Br35 127I53 210 AD85 သူ့ရဲ့အခြေအနေလေးတွေကို teacher တို့အခြေအနေလေးတွေကြည့်မယ်ဆိုရင်တော့ fluorine ဒီ gas အခြေအနေမှာတရှိရယ် chlorine ဒီလည်း gas အခြေအနေမှာတရှိပြီးတော့ bromine ကတော့ liquid အခြေအနေပါ iodine နဲ့ astatine ကတော့ solid အခြေအနေမှာရှိတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ teacher ကခုနရှေ့ဆုံးရဲ့စာမျက်နှာလေးရဟာလေးကိုပေါ့နော်ပို့ပြီးသိတာမြင်တာအောင်လို့ teacher ကအုပ်စုလေးကို check လေးနဲ့ဖော်ပြထားခြင်းဖြစ်ပါတယ် ဒါဆိုဒီချာတို့အခုသွားမယ့်ခေါင်းစဉ်တွေရဲ့5.1အောက်ဆီဂျင်ပေါ့နော်အောက်ဆီဂျင်အကြောင်းလေးကိုဒီချာတို့လေ့လာကြည့်ရအောင်အဲ့မှာဆိုရင် oxygen is the most abundant element in the acrids acrids ဆိုကဘာပေါ်ရန်လွားမှာဆိုရင်နဲ့နော် oxygen ကတဲ့ most abundant ဆိုတာပေါ်ပေါ်များများတွေ့ရတဲ့ dressing ဖြစ်ပါတယ် the free elements account for 21% of the volume of the atmosphere The free elements account for 21% of the volume of the atmosphere. Atmosphere ဆိုရယ်လေထုထဲမှာဆိုရင်တဲ့27ရာခိုင်နှုန်းခန့်ထုတယ်เนาะ27ရာခိုင်နှုန်းလောက်27ရာခိုင်နှုန်းကတဲ့ free element ဆိုတာ dressy အနေနဲ့တွေ့မြင်ရပါတယ်တဲ့ Oxygen in the combined state ဟုတ်ပြီနော်အောက်ဆီဂျင်ကို zero combined state ဆိုတာပေါင်းစပ်အခြေအနေနဲ့ဆိုရင်တဲ့ဘယ်ဒီမှာတွေ့ရလဲဆိုတော့ water ရေနဲ့ sand or silica တဲနဲ့ silicate and rock ဆိုရဲကြောက်တုံးနေမှာဒီ zero တွေ့မြင်ရပါတယ်ကဲဒါဆိုဒီ zero အခုလေ့လာမှာက preparation of oxygen oxygen ထုတ်ဖို့ပုံပေါ့နော် oxygen preparation can be demonstrated in a number of ways in the classroom or in the laboratory သူကစာသင်ခန်းထဲမှာတော့လကောက်ဒါမှမဟုတ်လို့ရှိရင် laboratory ဆိုရဲနော်ဒီ zero ဓာတ်ခွဲခန်း မှာဆိုလို့ရှိရင် a number of ways ဆိုတာအမြောက်များနီးလန်းအမြောက်များကို demonstrate ပြသနိုင်ပါတယ်တဲ့အောက်ဆီဂျင်ထုတ်ဖို့ပုံကို chlorate are principally chlorate တွေကိုတော့အဓိကသုံးတယ်ဒါပေမဲ့ chlorate ကတဲ့ဘာဖြစ်လို့ဟို principally toxic ဆိုတာအရန်ကို acid ဖြစ်စေတဲ့ အရာမျိုးဖြစ်တယ်။ဘာအတွက်လဲဆိုတော့ injection ထိုးသွင်းရင်တော့၎င်း inhalation ဆိုတာကကြတော့ဒီချက်တို့ရှူသွင်းရင်တော့၎င်းအဆိပ်ဖြစ်စေတယ်။ဒါကြောင့်မလို့ therefore ထို့ကြောင့် potassium chlorate ကိုတော့ should not be used ဆိုတာကအသုံးမပြုပါဘူးတဲ့ for the preparation of oxygen in the laboratory ။ laboratory ဓာတ်ခွဲခန်းမှာ oxygen ထုတ်ပေါ်တဲ့အခါမျိုးကြလို့ရှိရင်တော့ potassium chlorate ကိုအသုံးပြုခြင်းမရှိပါဘူးတဲ့။ activity 1 preparation of oxygen from hydrogen peroxide hydrogen peroxide မှာအာ အောက်ဆီဂျင်ကိုထုတ်ဖော်ခြင်း in the laboratory in, or in the classroom တက်ခွဲခန်းမှာတို့မဟုတ်ဒါမှမဟုတ် classroom ဆိုစာသင်ခန်းထဲမှာဆိုရင်တဲ့ oxygen gas can be prepared by using an environmentally friendly liquid hydrogen peroxide of appropriate strength เนาะဒီကြတော့ဓာတ်ခွဲခန်းမှာတော့လကောင်းဒါမှမဟုတ်လို့ရှိရင် classroom ထဲမှာဆိုလို့ရှိရင်တဲ့ oxygen gas ကိုထုတ်ပေါ်ရမယ်ဆိုရင်တဲ့ environmentally friendly ဆိုတာကကြတော့ဒီကြတော့ပတ်ဝန်းကျင်နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ liquid hydrogen peroxide ကိုမလုံးလဲအသုံးပြုပါမယ်တဲ့ in this reaction ဒီ reaction မှာဆိုရင် magnesium oxide is used as a catalyst magnesium oxide ကိုဒီကြတော့ တို့ကဘာအနေနဲ့သုံးထားလဲ catalyst ဆိုရဲဓာတ်ကူပစ္စည်းအနေနဲ့အသုံးပြုထားတယ်။ကဲဓာတ်ကူပစ္စည်းဆိုတာဘာကိုပြောချင်တာလဲဆိုတော့ to speed up the chemical reaction chemical reaction ဆိုတာဓာတုဓာတ်ပြုခြင်းကိုဘာလို့တာလဲ speed up ဆိုတာအချိန်လုံးမြင့်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်တဲ့။ဥမာပြောရမယ်ဆိုဒီကျတော့ဥမာမီးမွေးတယ်ကွာမီးမွေးမီးကိုဒီတိုင်းမွေးတာထက်စာရင် tissue စီထည့်ပြီးတော့မွေးလိုက်တဲ့အခါမီးပိုတောက်လွဲတယ်။ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဒီမှာလည်းအဲ့တိုင်းပဲအောက်ဆီဂျင်ကိုထုတ်ဖို့ရင်ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကြီးပဲဆိုရင် gas ထွက်တာကြာမှာဆိုလို့ဘာဖြစ်လဲ magnifo အောက်ဆိုက်ဖြစ်တဲ့ catalyst ဆိုတဲ့ဓာတ်ကူပစ္စည်းလေးကို ထည့်လိုက်တယ်။ထည့်လိုက်တဲ့အခါမှာအောက်ဆီဂျင်ဓာတ်ငွေထွက်လာပြီ။အောက်ဆီဂျင် gas is collided အောက်ဆီဂျင်ကိုဘယ်လိုစုဆောင်လဲဆိုတော့တဲ့ by the downward displacement of water ရေကိုအောက်သို့လျှောကျစေသောနည်းဖြင့်စုဆောင်ပါမယ်တဲ့။ကဲဒါဆိုရင် teacher တို့ဒီမှာကြည့်လိုက်ပါအောင်။ hydrogen peroxide ကို teacher တို့ dropping fan ထဲမှာထည့်ထားတယ်။ ဟုတ်ပြီနော်ပြီးတော့ဒီမှာ cloak လေးပါပါတယ်အဲဒီ cloak လေးကကြတော့ဒီကျတော့ desert ချင်းစီချဖို့အတွက်ကိုမလုပ်တာလေเนาะ tap လေးပေါ့နော်အဲဒါလေးကိုဖြွင်လိုက်မယ်ဖြွင်ပြီးတော့ desert စီကျစီမယ်ပေါ့နော်အထက်ထဲမှာဒီ conical flux ထဲပေါ့နော် black bottom flux လေးတုံးလို့ရတယ် conical flux လေးတုံးလို့ရပါတယ် magnifor oxide ကိုထည့်ထားပြီးသားเนาะအဲ့ထဲကို hydrogen peroxide လေးဒီကျတော့ desert စီချလိုက်မယ်ချလိုက်တဲ့အခါမှာသူတို့ကဓာတ်ပြူချင်းတွေဖြစ်လာပြီးရဲ့အခါတော့အခါကျတော့ဒီက delivery tube ဒါလေးက ဟုတ်ပြီနော်ဓာတ်ပုတ်ပြုံလို့ခေါ်ပါရတယ်အဲ့ဓာတ်ပုတ်ပြုံကနေပြီးတော့မှ gas တွေထွက်လာမယ်အဲ့တော့ teacher တို့ကဒီမှာဇလုံပေါ့နော်ရေစလာကြီးထဲမှာဘာတယ်မလဲ bh chef ဆိုရဲ teacher တို့ပြောင်းစင်ထည့်ထားမယ်အဲ့ဒီပြောင်းစင်နောက်အပေါ်မှာဘာဖြစ်လဲ gas jar ကိုမှောက်ပြီးတော့အမှောက်တံထည့်ထားမယ်အဲ့ခါကျ gas လေးတွေကထွက်လာတဲ့အခါမှာ oxygen gas တွေထွက်တာကဘောလုံးလေးနေပေါ့နော်အဲ့ဒီကကြတော့ရေကအပြည့်ထည့်တိုင်းကနေပြီးတော့တဖြည်းဖြည်းနဲ့ gas တွေလည်းထွက်လာရောဒီအပေါ်မှာ gas တွေကနေရာယူပြီးတော့ရေတွေကအောက်ကို လျှော့ကြပါမယ်ဒီလိုနီးနဲ့အောက်ဆီဂျင်ကို downward displacement of water ဆိုတာရေကိုအောက်သို့လျှော့ကြစေသောနီးဖြင့်စုဆောင်းပါတယ်ဒါဆိုရင်ဒီကျွန်တော် equation လေးတစ်ချက်ကြည့်ရအောင် hydrogen peroxide hydrogen peroxide ရဲ့ formula ပေါ့နော်ဒါကတော့ဒီအပေါ်မှာဒီကျွန်တော်ရေးထားတာဒီဘာဖြစ်လဲစာသား equation what equation လို့ခေါ်ပါတယ်အောက်မှာရေးထားတာဒီ simple equation မှာ hydrogen peroxide h2o2 aqueous အကွက်ဆိုတာကရေရောထားတာပေါ့နော်အဲ့ဒါကို MNO2 မြားပေါ်မှာကြာတော့ခုနက magnifor oxide ပေါ့အဲ့ကနေပြီးတော့မှဓာတ်ပြုတ်လိုက်တဲ့အခါမှာဘာနဲ့ဘာနဲ့ထွက်လာလဲဆို water နဲ့ oxygen အဲ့တော့ teacher တို့ကဘာကိုဟိုစုဆောင်းတာလဲ oxygen ကိုစုဆောင်းတာဒါဆိုရင် water ရဲ့ formula က H2O liquid နဲ့ oxygen က O2 gas ဒါဆိုရင် teacher တို့ဒီအရှိမှာ2လေးတွေပါတာဒီ equation ကိုညှိထားတာပါအဲ့ဆိုရင် teacher တို့ရုပ်တရက်ကြည့်လိုက်မယ်ဆိုရင် H2O နဲ့ O2 ပဲထွက်တယ် hydrogen နှလုံးညှိတယ် oxygen ကနှလုံး ုံးဒါပေမဲ့ဒီမှာအောက်ဆီဂျင်ကဒီဘက်မှာကြီးလိုက်လို့ရှိရင်သုံးလုံးဖြစ်နေတူးမမြောက်ခင်ပေါ့နော်အဲ့တော့မတူညီရဲ့အတွက်ကြောင့်မလို့တခြားတို့က equation ကိုညှိတဲ့အခါမျိုးကြတော့ hydrogen ပါအောက်ဆိုက်ရဲ့ရှေ့မှာတူးနဲ့မြောက်လိုက်တဲ့အခါမှာ hydrogen ဒီဘယ်နှလုံးဖြစ်သွားလဲလေးလုံးဖြစ်သွားမယ်အဲ့ဒီခါကျတော့ဒီဘက်ကနော် product ဘက်ကအာ hydrogen ကိုလည်းကြီးလိုက်တဲ့အခါမှာ တူးနဲ့ထပ်မြောက်လိုက်ရင်လေလုံးဖြစ်သွားမယ်အဲ့ဒါဆိုရင် အောက်ဆီဂျင် product ဘက်ကအောက်ဆီဂျင်ကလည်းဒီဘက်ကဆိုရင်2ပဲအောက်ဆီဂျင်ကဒီမှာလဲနှလုံးရေမှာဆိုရင်လဲနှလုံးဒီဘက်ကရိုးရိုးထွက်တဲ့အောက်ဆီဂျင် element အနေနဲ့ထွက်တဲ့ဟာမှာလဲနှလုံးတွေ့ရလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်စုစုပေါင်းလေလုံးဒါဆိုရင်ဒီကျတော့ reactant ဘက်ကိုပြန်ကြည့်မယ်အောက်ဆီဂျင်ဘယ်နှလုံးလဲလေလုံးဒါဆိုရင် equation ညီသွားပါပြီ အခုဒီပုံလေးကတော့ကျွန်တော်တို့အောက်ဆီဂျင်ထုတ်ပေါ်ပုံပေါ့နော် conical flask ကိုတုံးထားရဲ conical flask ထဲမှာ magnet for oxide ထည့်ထားရဲပြီးတော့ကျွန်တော်တို့အိမ်မှာ apparatus တွေက distal funnel လို့ခေါ်ရဲ dropping funnel ပေါ့နော်တနည်းအားဖြင့်အဲ့ထဲမှာဆိုရင်ကျွန်တော်တို့ hydrogen peroxide တွေထည့်ထားရဲ hydrogen peroxide ဒီဘက်မှာကတော့တက်စင်တာပေါ့ gas ကြားရဲရေစလုံးရဲပေါ့နော်ရေထည့်ထားရဲရေစလုံးရဲပြီးတော့ w ကိုဖွင့်လိုက်တဲ့အခါမှာ hydrogen peroxide ကျသွားပြီးတော့ အထက်က magnet for outside နဲ့ဓာတ်ပြုမယ်ဓာတ်ပြုတဲ့အခါမှာသူအဲ့ changes လေးကဘာဖြစ်သွားမလဲဆိုတော့ chero hydrogen oxygen တလုံးကွဲထွက်ပြီးတော့ hydrogen လေးက h ဒီဘက်က oh နဲ့လာပေါင်းပြီးတော့ h2o ထွက်သွားမယ် h2o နဲ့ o2 နဲ့ထွက်လာမယ်အဲ့ဒီတည်းရမှာ oxygen လေးက chero delivery juice ကိုเนาะဓာတ်ပုံကိုသွားပြီးတော့ဒီဘက်က ရေခံထားတဲ့ပေါ့နော် gas ဓာတ်တွေကိုရောက်သွားမယ်အဲ့ခါအောက်ဆီဂျင်အောက်ဆီဂျင်တွေရောက်လာတဲ့အခါမှာရေကအောက်ကိုတဖြည်းဖြည်းလျှော့ချပြီးတော့ downward displacement of water ရေကအောက်သို့လျှော့ချစေသောနည်းဖြင့်အောက်ဆီဂျင်ကိုစုဆောင်းပါမယ်အဲ့မှာဆိုရင် teacher တို့ 2H2 ကိုပေါ့နော်အဲဟိုဒူးက magnifor oxide နဲ့တက်ပြူပြီးတော့ဓာတ်ကူပစ္စည်း magnifor oxide ပေါ့နော်အဲ့ကနေမှ water နဲ့ oxygen တန်ငွေလေးထွက်လာပါ ကဲနောက်တစ်ခုကကြတော့ teacher တို့ properties of oxygen oxygen ရဲ့ဂုဏ်သတ္တိတွေအကြောင်း oxygen ဂုဏ်သတ္တိမှာနှစ်ပိုင်းရှိမယ် physical properties နဲ့ chemical properties ဆိုပြီးတော့เนาะရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိနဲ့ဓာတုပိုင်းဆိုင်ရာဂုဏ်သတ္တိဆိုပြီးတော့နှစ်မျိုးထပ်ခွဲထားပါတယ်အဲ့ဒီမှာအရင်ဆုံး teacher တို့လေ့လာမှာက physical properties ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေအကြောင်းကဲ oxygen ကတဲ့ it's a colorless gas အယောင်မရှိဘူး without taste or smell အနံ့ကောအရသာရော မရှိပါဘူးတဲ့ oxygen it's only slightly soluble in water ရေမှာအနှဲငယ်မျှသာလင်ပျော်ဝင်တယ် and has about the same relative vapor density as air လေနဲ့လေတူထဲမှာဆိုလို့ရှိရင်ပေါ့နော်လေထဲမှာဆိုရင်သူ့ရဲ့အငွေကတိတ်သီးစားကရ same relative ဆိုတာကပြန်ညတူညီရဲ့ပမာဏရှိပါတယ်။ Oxygen will not burn. Oxygen ကသူကိုယ်တိုင်တော့မလောင်ကျွမ်းဘူး။ However တို့တော်ညာလဲ it support သူကဘာလဲ support စာထောက်ပံ့ပေးတယ် compassion ဆိုတာမီးလောင်ခြင်းကိုတော့ဘာလို့ပေးရလဲအားပေးပါတယ် it's regarded any glowing thing splinter with a ဘာလို့လဲ bright flame သူကအောက်ဆီဂျင်ကသူများကိုမီးလောင်ခြင်းကိုအားပေးတဲ့အတွက်ကြောင့်မလို့သူဒီ bright flame ဆိုတာတောက်တောက်ပပကိုဘာဖြစ်တာလဲလောင်ကျွမ်းနေတဲ့တောက်ပါမီးတောင်ကြီးတစ်ခုဖြစ်တယ်တဲ့နောက်တစ်ခုကကြတော့ chemical properties เนาะအာဓာတ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေ အဲ့မှာဆိုရင်တခြားတို့ action would matter ပေါ့နော် matter နဲ့ဓာတ်ပြူခြင်းအကြောင်းလေးလေ့လာမယ်။ကဲ matter matter ဆိုတာဘာတွေလဲဆိုတော့ sulfurous magnesium တို့ iron တို့ copper and zinc အဲ့ဒီလေးခုက react with oxygen oxygen နဲ့ဓာတ်ပြူတဲ့အခါမှာ forming oxide ဘာထွက်လာလဲ oxide ဆိုပြီးတော့ထွက်လာပါတယ် a piece of clean magnesium ribbon ဟုတ်ပြီနော် a piece of clean ဆိုအပိုင်းစာလေးတစ်ခုပေါ့နော်အာတန့်စင်တဲ့ magnesium ribbon magnesium ပြားလေးပေါ့နော်အာ အပိုင်းစာလေးကိုယူလိုက်တယ် continue banning in oxygen from air လေထဲမှာပဲပေါ့အခု teacher တို့ဒီလိုအခန်းတွင်းရှိရဲ့လေထုထဲမှာပဲပါလောက်လိုက်တာလေအော်လောင်ကျွမ်းစေတယ်အဲ့ဒီခါကျရင်ဝတ်တဲ့ dazzling white flame ဘလိုမျိုးလဲဆိုအဖြူရောင်မီးတောက်လေဟုတ်ပြီနော်ဖြစ်လာပြီးတော့ leaving a white powder ဘာအကြံရှိစီလဲ white powder ဆိုတာအဖြူရောင် ဖုံမုံအဖြူအဖြူရောင်အမုံလေးပေါ့နော်ပေါ်ဒါအမုံလေး ex residue ကျန်ရှိနေပါတယ် this residue အဲ့ဒီ residue ကျန်ရှိနေတဲ့ပေါ့နော်ပြာလေးကိုပေါ့ပြာလို့ပဲပြောရမှာပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ it's magnesium oxide အဲ့ဒါဒီ magnesium oxide ဖြစ်ပါတယ်ဒါကြောင့်မလို့သူက equation လေးနဲ့ပြောထားတယ် magnesium plus oxygen ကိုဒီ3ကံပုံလေးကကြတော့အပူပေးထားတာပေါ့နော် heat အပူပေးထားတာပါအဲ့ဒါဆိုရင်ဘာထွက်လဲဆိုတော့ magnesium oxide ထွက်ပါတယ်အဲ့တော့ထုံးစံတိုင်းမှာ Mg solid magnesium solid oxygen gas အပူပေးလိုက်တယ်ဒါဆိုရင် MgO magnesium oxide solid ထွက်လာပါတယ် အဲ့တော့ teacher တို့ကအောက်ဆီဂျင်ကနှလုံးဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီဘက်မှာတစ်လုံးမရှိတဲ့အတွက်เนาะ product ကို teacher တို့ဒူးနဲ့မြှောက်လိုက်တဲ့အခါမှာ magnesium reactant ဘက်က magnesium ကိုလည်းဗာနဲ့လာမြှောက်လဲဒူးနဲ့မြှောက်လိုက်တယ်ဒါဆိုရင် equation အားလုံးတူညီသွားပါပြီဒါဆိုရင် teacher တို့ဒီပုံလေးပေါ့เนาะပုံလေးကိုကြည့်ပါဦး banding on magnesium ribbon ပေါ့ခုနက magnesium ribbon ကို teacher တို့မီးရှို့ပြတယ်မီးရှို့ပြတဲ့အခါမှာဒီက white flame ဆိုတာမီးတောက်အဖြူရောက်မီးတောက်ကြီးတောက်လာတယ်ပေါ့เนาะတောက်လာပြီးရဲ့အခါကျတော့နောက်ဆုံး residue ကျန်တာကတော့ဗာလဲအဲ အချောင်းလိုက်လေးပေါ့နော်သူကတော့ကြံလာလိမ့်မယ်ပြားလေးပေါ့နော်အဲ့ဒါလေးက magnesium oxide ပါဒါကတော့ pair of tan ဆိုတာ teacher ညှက်ယူတဲ့ဟိုညှက်ကလစ်ပေါ့နော်ပြီးတော့ banner ဆိုတာကတချို့က banner လည်းသုံးတယ် separate banner တွေလည်းသုံးတယ် candle ဖျောင်းနိုင်ကြီးလည်းသုံးလို့ရပါတယ်ဒါကတော့ magnesium ribbon ပါအခုအဲ့ရနေမီးရှို့လိုက်ပြီးတော့ကျလာတဲ့အမုံလေးတွေဒီ white arch of magnesium outside white arch ဆိုတာ teacher အဖြူရောင်ပြာမုံလေးပေါ့နော် mg ကိုပေါ့ဒါ wash glass ဆိုတာ teacher အောက်ကနေခံထားတာပေါ့နော်ဟို စက်ခုပြားလေးခံလာပဲဖြစ်ဖြစ်ပေါ့နော်ဒီလို wash glass လေးခံလာပဲဖြစ်ဖြစ်ပက်ထရီ dish တွေခံလာပဲဖြစ်ဖြစ်ခံလို့ရပါတယ်ကြိုက်တာအသုံးပြုလို့ရပါတယ် အခု teacher တို့ပြောမယ့်ဟာလေးကလက်တွေ့ပြသမယ့်ဗီဒီယိုလေးကကြတော့ banning on magnesium တွေပေါ့ magnesium လောင်ကျွမ်းခြင်းပေါ့နော်အဲ့မှာအသုံးပြုထားတယ်နော် apparatus တွေပေါ့နော်ဖြစ်ပါတယ်ကရိယာတွေဖြစ်ပါတယ်အဲ့မှာ teacher တို့အပီဆော့ magnesium ribbon ကိုမီရှိုလိုက်မယ်မီရှိုလိုက်တဲ့အခါမှာသူဒီ bright flame ပေါ့နော်သူကဘာဖြစ်လဲတောက်ပါစွာလောင်ကျွမ်းမယ်လောင်ကျွမ်းပြီးရဲ့အခါကျတော့ဘာဖြစ်မလဲပြာလေးကျလာမယ်ပေါ့နော်အဲ့ကနေပြီးတော့မှ residue ပေါ့နော် ဟမ်အဖြူရောင် white arch residue လေးဖြစ်လာပါမယ်အဲ့ဒါဒီတခြားရောအဲ့ဒီ white arch residue အဲ့ကျလာတဲ့ပြားလေးဒီ magnesium oxide ဖြစ်ပါတယ် iron slowly becomes oxidized အာယုန်ကတဲ့ဘာဖြစ်လဲအောက်ဆီဒိုက်ဆိုတာဓာတ်တူးစီတဲ့တဲ့ in the presence of air and water เนาะအာရေထဲဒါမှမဟုတ်လို့ရှင်လေထဲမှာဆိုရင်သူကဓာတ်တူးချင်းဖြစ်ပေါ်လာတယ်ဖြစ်ပေါ်ပြီး to form ဘာဖြစ်လဲဆိုတော့ hydrated ion 3 oxide เนาะရေပါတဲ့ hydrated ဆိုတာဒီရေပါတာပါရေပါတဲ့ hydrogen ပါတဲ့ပေါ့เนาะ ion 3 oxide တွေဖြစ်လာတယ် that is အဲ့ဆိုရင်တဲ့ ion has become အဲ့လိုမျိုးဖြစ်လာခြင်းကိုပါလဲ rustic ဆိုတာတန်ကြေးတက်ခြင်းလို့ခေါ်ပါတယ်တဲ့ဒါဆိုတော့တမီးကိုငယ် န်းတော့အတင်ဘူးမှာပါရေပလင်းထဲမှာလေအာတန်ချောင်းကို ရေတွေအပြည့်နဲ့ထည့်ထားတယ်ပြီးတော့နောက်တစ်ခုကကြတော့အဲ့ဒီပလင်းထဲမှာပဲဘာဖြစ်လဲလေဟာနေပြီပေါ့နော်ဘာမှရေမထည့်ထားဘူးဒီတိုင်းလေးထားလိုက်တယ်အဲ့ဒီခါကျအဲ့နှစ်ခုကိုရှင်တဲ့ပုံစံလေးတအားတို့မျိုးသင်ခဲ့ဘူးမှာပါအဲ့မှာဆိုရင်ဒီချက်ပြောချင်တာကအဲ့ထဲမှာဆိုလို့ရှင်အောက်ဆီဂျင်ပေါ့နော်ရေထဲကနေထုတ်လိုက်တယ်ထုတ်လိုက်တဲ့အခါမှာကျတို့အောက်ဆီဂျင်နေပေါ့နော်လေထဲလေထုထဲမှာအောက်ဆီဂျင်ရှိတဲ့အတွက်ထုတ်လိုက်တဲ့အချိန်မှာဘာဖြစ်သွားမလဲစပြီးတော့လေထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့ဓာတ်ပြူပြီးတော့တန်ကြေးတက်ခြင်းနေစတင်ပြီးတော့ဖြစ်ပေါ်လာပါပြီ ဒါဆိုရင်ဒီ chart equation လေးကိုလေ့ကြကြည့်ရအောင် ion + oxygen + water equal to ဟုတ်ပြီနော် ion ရယ် oxygen ရယ်လေထဲမှာရှိတဲ့ oxygen နဲ့ပေါ့နော်ဒါမှမဟုတ်ရင်ရေထဲမှာရှိတဲ့ oxygen ပေါ့ water ရယ်က equals to ဘာထွက်မလဲဆိုတော့ hydrated ion 3 hydrated ion 3 oxide red တန်ကြီးတက်တယ်ပေါ့နော်ရေပါတယ် hydrated oxide ပေါ့နော် hydrated ion 3 oxide လေးထွက်လာပါပြီဒါဆိုသူ့ရဲ့ symbols လေးကကြတော့ Fe iron က Fe solid oxygen က O2 water ကကြတော့ H2O liquid equals to ဘာထွက်မလဲဆိုတော့ Fe2O3.nH2O ဒါလေးကတော့ဒါတော့တမျိုးမှတ်ထားရမယ်နော် formula hydrated iron 3 oxide ရဲ့ formula လေးပါကဲပြီးသွားတဲ့အခါမှာထုံးစံတိုင်းတခြားရော equation ညှိရပါတော့ညှိရဲ့အခါမှာသူ့ကို2နဲ့မြှောက်လိုက်တယ်အဲ့တော့ iron ကိုကြတော့4နဲ့မြှောက်မယ် oxygen ကိုလည်းအလိုပဲ3နဲ့မြှောက်မယ်ဒီမှာကြောက် water မှာ n ထည့်ထားတာဒီရေအမြောက်အများရေဘယ်နှလုံး ပါလဲမပါဘူးလဲဆိုတော့မသိရတဲ့အတွက်ကြောင့်မို့ and ဆိုတာဒီရေးမြောက်များထွက်မယ်ဆိုတဲ့သဘောကိုပြောပြထားတာပါ။ရမယ်နော်။ဒါဆိုရင် most useful matters or sheet เนาะ matter တထူတွေဒါမှမဟုတ်လို့ရှိရင် sheet ပေါ့เนาะအဲ့ဒါသုံးမဲ့အခါမျိုးကြာလို့ရှိရင်တဲ့ be can cover with thin films or matter outside အဲ့ဒါကြောင့်မလို့ thin film ဆိုတာကပါလွားတဲ့ film ပြားလေးလို့ပေါ့เนาะအုပ်ထားပါတယ်တဲ့ဘာပဲအဲ့ပါလွားတဲ့ film ပြားလေးလို့အုပ်ထားတာကတော့ matter outside တွေပါဖြစ်ပါတယ်တဲ့ ါလေးကိုပြောထားတာပါ most useful matters or sheet အသုံးများဆုံးသောတက်ထူတွေဒါမှမဟုတ် sheet ပါလွားတဲ့အပြားလေးတွေမှာဆိုရင်တဲ့သူက become cover with thin films of matter outside matter outside ဆိုရဲ thin films ကပါလွားတယ်ပေါ့နော်အပေါ်ကနေပြီးပါလွားတဲ့ပလင်ပြားလေးလိုမျိုးပေါ့နော်အပြားသဏ္ဍာန်လေးနဲ့မလုပ်ထားလဲဖုံးအုပ်ထားတာကို တွေ့မြင်ရပါမယ်တဲ့ action with matter အာနံပါတ်တရီနဲ့ဓာတ်ပြူခြင်းအကြောင်းပေါ့နော်။ကဲအဲဆိုရင်နံပါတ်တရ်ဆက်ချာစ်နံပါတ်တရီကဘာတွေလဲဆိုတော့တဲ့ phosphorus တီ sulfur and carbon ဟုတ်ပြီနော် react with oxygen အောက်ဆီဂျင်နဲ့ဓာတ်ပြူတဲ့အခါမှာလဲ forming oxide ပါပဲထွက်လာမှာလဲ oxide ပဲထွက်လာမှာပါတဲ့ a small piece of phosphorus phosphorus အပိုင်းစာလေးတစ်ခုပေါ့နော် ပိုင်းစာလေးတစ်ခုကတဲ့ only red phosphorus ပေါ့ဘာကိုသုံးလဲဆိုတော့အနီရော phosphorus လေးကို maybe use ပေါ့အသုံးပြုခဲ့တယ်ပေါ့နော် bends in oxygen oxygen နဲ့လောင်ကျွမ်းမယ်ပေါ့နော် giving off white fumes အဖြူရောင်ဘာဖြစ်လဲအငွေ့တွေ fume ဆိုတာကအာအခိုးငွေ့တွေပေါ့နော်အဖြူရောင်ခိုးငွေ့တွေဘာဖြစ်လာမလဲထွက်လာမယ်တဲ့ giving off which consists of အဲ့ဒီအဖြူရောင်ခိုးငွေ့တွေထဲမှာဘာတွေပါလဲ outside of phosphorus တွေပါနေပါတယ်တဲ့အဲ့ဆိုရင်ဒီထက် equation လေးကြည့်ရအောင် အဲ့မှာ phosphorus မှာဒီချမ်းတို့နှစ်ခုထွက်ထားတာရှိရဲ့အဲ့ဒါဒီဘယ်ပေါ်မှာမူတည်ပြီးထွက်တာလဲဆိုတော့ oxygen အနည်းများပေါ်မှာမူတည်ပြီးထွက်တာပါဥမာ oxygen exact ပေါ့နော်ဒီ exact ဆိုတာက portion တာဟုတ်ပြီနော် ဒီဟာကတော့အောက်ကတစ်ခုကကျတော့ limited LIMIT limit ဆိုတာကန့်သက်ထားတဲ့အောက်ဆီဂျင်ပေါ့နော်ပမာဏဟုတ်ပါ excess ဆိုတာ portion နဲ့အောက်ဆီဂျင်မှာဆိုရင်တော့ဒီချာတို့ဘာထွက်မလဲဆိုတော့ phosphorus 5 oxide ထွက်ပါတယ်ဒါဆိုရင်သူရဲ့ phosphorus 5 oxide ရဲ့ formula က P4O10 ဒါကြောင့်မလို့ phosphorus ကို4နဲ့မြှောက်လိုက်ပြီးတော့ အောက်ဆီဂျင်ကို5နဲ့ဟုတ်ပြီနော်ညလိုက်တဲ့အခါမှာ equation လေးညီသွားပါတယ်ထွက်လာတဲ့ phosphorus 5 oxide ဒီ solid ဖြစ်ပါတယ်နောက်တစ်ခုက phosphorus black oxygen limit ပေါ့နော် limit ကကြတော့အာဒီကြတော့ကန့်တက်လိုက်တဲ့အောက်ဆီဂျင်ပမာဏမှာကြတော့ phosphorus 3 oxide ပဲထွက်ပါတယ်အဲ့ဒါဒီ P4O6 solid ပေါ့နော်အဲ့ဆိုရင် phosphorus ကထုံးစံတိုင်းမဲ့ P4 oxygen ကကြတော့ဒီကြတော့3နဲ့မြောက်လိုက်ပါတယ် ရမယ်နော်ဒါဆိုရင်ဒီမှာကြီး banning red phosphorus in a ၄ထဲမှာမလုပ်တာလဲ phosphorus အဲ့နော်အနီရော phosphorus လေးကိုလောင်ကျွမ်းစေခြင်းဖြစ်ပါတယ်အဲ့ကနေမှာ white fumes ပေါ့နော်အဖြူရောင်မိခိုးငွေတွေထွက်လာမှာဖြစ်ပါတယ်အခု teacher တို့ကဒါကတော့အာ action with name တဲမှာဆိုရင် banning white phosphorus in a ပေါ့နော်ဒီမှာတော့ white phosphorus အဖြူရောင် phosphorus လေးကိုသုံးထားတယ်အဲ့ထဲမှာဒီ flex bottom flex ထဲမှာ oxygen ထည့်ထားတယ်ပေါ့နော် အမိနစ်နဲ့ငယ်အကြာမှာဆိုလို့ရှိရင် သူကမီးတောက်လာပြီးတော့ Cherry White Fumes ပေါ့အဲအဖြူရောင် မီးခိုးငွေတွေထွက်လာပါပြီအဲ့ဒီအဖြူရောင်မီးခိုးငွေလေးတွေမှာဆိုရင် Oxide of Phosphorus တွေပါပါတယ်ဒီချေရိုက first response ပေါ့နော်ဒီမှာတော့ p4 လို့ရေးထားတယ် and 4p solid plus 5o2 gas equal to oxygen เนาะဟုတ်ငယ် p4o then phosphorus 5 outside ထွက်ပါတယ်ကို teacher အဲ့ကနေပြီးတော့မှ phosphorus fire outside လေးပေါ့နော်အခု white fume solid ပေါ့အဖြူရောင်မိကိုမှုံလေး